များကမေမေမြန်ထားသောမေခွန်းများကို ပြန်လဲဖြေကြားပေးပါရန်လေးစားစွာပန်ကြားပါရခင်ဗျာမေခွန်းများကိုကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ဘုမဆောင်မေခွန်းအနေနဲ့တရားအားထုတ်တဲ့အခါသိဉဏ်လျှောက်ရင် တိတိမယလာပရေလန်းနေပါလားတိတိပါပါရဲ့တဘောတွန်းနဲ့တိုးတဲ့သဘောတွေတွေ့ပါတယ်ချရင်မတင်းတဲ့သဘောလေးတဲ့သဘောတွေတွေ့ပါတယ်ဒါဆို အချင်းချုံပြီးဆက်ဆက်လို့ဆက်မှရ မလဲဆရာအဲဘယ်လိုဆက်မှတ်ရပါမလဲဆရာဟုတ်ပါပြီအဲ့တော့တရားအထုတ်တဲ့လုပ်ငန်းစဉ်လေးတစ်ခုအပေါ့နော်သီလတမာရီပညာရောသီလရဲ့တမာရီရဲ့ပညာပေါ့အာသီလဆိုတော့ဆရာတို့စီကံတိုင်းနေထိုင်ကျင့်သုံးတာပေါ့နော်အဲ့တော့မိမိကိုယ်ကိုလူနေမယ်ဘယ်လိုထိုင်မယ်ဆိုတာလေးတွေကသီလပိုင်းဆိုင်ပေါ့ ဆရာတို့ကကိုယ့်ကိုယ်ကိုတိဆောက်တဲ့ပေါ့နော်ပြောကြည့်နေတရားထုတ်မှမဟုတ်ဘူးကိုနေ့စဉ်သွားလာရင်ငါသွားရင်လည်းလေတိတိလေးတွေမှတ်မယ်အကြကားစင်းနဲ့လည်းဝင်လေထွက်လေလေးတွေမှတ်မယ်ကိုယ့်ကိုယ်ကိုတိဆောက်တဲ့အဲ့ဒါကတိလာပိုင်းဆိုင်တိလာဆိုရင်တော့ဟိုငါးပါးတိလာတစ်ခုပေါ့ကိုယ့်ကိုယ်ကိုနေပုံထိုင်ပုံစီတကန်တစ်ခုပေါ့ကိုယ့်ကိုယ်ကိုတိဆောက်တဲ့ပေါ့နော်တိလာတိလာဆိုတဲ့အားလေးတစ်ခုပေါ့ ကို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 စီကန်းနဲ့ကိုကိုတိဆောက်ယူတာပေါ့ကိုဘလို့နေမယ်ဘလို့ထိုင်မယ်ပေါ့နော်အဲကိုကိုကိုအဲတရားတော့အဲ့လိုတိဆောက်တယ်ပေါ့ကိုကိုကိုအဲ့တော့လမ်းလျှောက်တယ်ဆိုတော့ကိုမကျမ်းမအိတ်အတွက်လျှောက်မယ်ဆိုလဲအဲ့အတွက်မဟုတ်ပါဘူးဒီလမ်းလျှောက်တိုင်းတစ်ခုတနေရာကိုသွားတိုင်းဟာဒီထိတိလေးပဲဖြစ်ဖြစ်ထိတိကတော့မှတ်နေကြသွားရင်မြင်တယ်သူက ုံမှန်သွားတယ်လမ်းနဲ့ကြွတယ်ခြားတယ်ကြာပုံမှန်လမ်းလျှောက်ပြီးသွားလို့ရှိရင်သူအဲ့လိုမှတ်လို့မရဘူးသူကအဲ့တော့ကိုယ့်အိမ်မှာတဲရောက်တဲ့မှာနေတယ် AC တရားအထုတ်တယ်ဆိုတော့တမာရီအမှတ်စိတ်ခြင်းလို့အဲ့ဒါဘာလို့မှတ်တော့အမှတ်စိတ်ခြင်းကြွရဲလမ်းနဲ့ခြားဒါအမှတ်စိတ်သွားသူကကိုယ်စိတ်တွေပြန်လွင့်နေတယ်ဆိုတော့အမှတ်စိတ်ပြောဖြည်းဖြည်းမှတ်ဖြည်းဖြည်းမှတ်မှတ်သူကအမှတ်ကစိတ်အမှတ်စိတ်တဲ့တခုတခုတေးကြပေါ့အာယုံပီးတန်ရှင်အာယုံဆိုင်ခြင်း တော့ကျွားတဲ့အချိန်မှာကျွားတဲ့ဟာလေးကိုအာယုံစိုက်ခြင်းနဲ့လှမ်းတဲ့အချိန်မှာလှမ်းတာလေးကိုအာယုံစိုက်တယ်။ချားတဲ့အချိန်မှာချားတဲ့ဟာလေးကိုအာယုံစိုက်တယ်။အာယုံစိုက်တဲ့သူ့ရဲ့ဝရိယတင်တဲ့ရှုတော့ကချိန်တစ်ခုရတယ်။သူကမြဲလို့အိုက်နာမစိုက်နဲ့လှမ်းပြန်တဲ့သူအာယုံကိုတဲ့ရီမပြုအဲ့တော့တစ်ခုတစ်ခုကိုကိုယ့်ရဲ့ အဝင်နေထွက်လေမှလည်းဆိုရယ်ဝင်နေထွက်တယ်ဆိုရင်ဒါမြင်ဝင်တာလေးကိုရှူလိုက်တဲ့နဲ့စရယ်လေရယ်စုံရယ်တော့အမှတ်စိတ်လာအမှတ်စိတ်သွားတဲ့တံပူကောင်းစားတယ်ဟုတ်လားဒါမှမဟုတ်ဒီလိုပေါ့ကိုယ့်ရဲ့အာယုံစူးစိုက်မှုအားတွေပူကောင်းလာလို့ရှင်အမှတ်စိတ်တင်ဟုတ်လားအမှတ်စိတ်တင်ဟုတ်အဲ့တော့ ိုမှတ်နိုင်တယ်လို့ပဲမှတ်ပါတယောက်နဲ့တယောက်မှတ်နိုင်စွမ်းအားလည်းမတူဘူးဒီနေ့မှတ်တာတစ်မျိုးဒီနေ့ကြွရတာမှတ်တစ်မျိုးအဲ့ဒီမှာလေးတာတာတစ်မျိုးနှက်ထတာတစ်မျိုးလေးတာတစ်မျိုးကြွရင်တော့ပေါ့တော့မပေါ့တော့ကြွကြလို့နောက်ရှေ့တော့တွန်းရှေ့ကိုတွန်းထုတ်လိုက်တော့ပြောဖိလိုက်တဲ့သဘောတွေပေါ့လေးသွားတဲ့သဘောဖြစ်အဲ့ကိုညံနိုင်ရင်လို့ပေါ့ညံမနိုင်ရင်အဓိကအဲ့ရပါရီအားလေး ကောင်းလာဆူဆူဆိုက်ဆိုက်ကြိုက်ရွှေရှုဒီလိုပါအဲ့တော့အဲ့ဆိုရင်ဒီကိုယ့်ရဲ့ကိုယ်ဒီမဆိုတာကိုယ်နေစဉ်နေထိုင်တဲ့ခါမှာငါဘလို့လုံမယ်ဆိုတော့ဘုမမနဲ့တော့စွန်းတော်ကလေးမှရတယ်။နောက်ကြမလိုက်တဲ့နဲ့လေးပြီးသားဆိုတာခံစားလို့ရတယ်။ပြောချင်တာနောက်ကြလေးပထဝီသဘောကပညာဝင်လာတော့မှာပေါ့နောက်တစ်ပြေးပြေးရ။ဒါကပထဝီ နောက်ကြယုတ်တိနဲ့နေယုတ်တိနဲ့နေလဲအကြောင်းတိုက်ဆိုင်ဖြစ်တယ်အကြောင်းကင်းချုပ်တော့ဘာမှဆွဲလန်းလို့မရဘူးဒါအကုန်ပါပဲဒါပေမဲ့ဒီထဲကိုကျွန်တော်တို့က system စနစ်တကျနဲ့တေချာလေးကျွန်တော်ကျွန်တော်ပြောမှာ systematic လဲပြမယ် smart လဲပြမယ်တော့ပေါ်ပေါ်လေးမလုပ်ပါကောင်းကောင်းမွန်မွန်လုပ်ပါပြောရင် smart ဖြစ်နေရဒီလိုလုပ်တာကိုယ့်ရဲ့နေရာတိုင်းကသွားတာတွေ smart ဖြစ်နေရ smart ဆိုတော့တလင်းစလို့တေချာလို့တယ်ပေါ်ပေါ်က လို့လို့ဖြစ် specific တွားဟာလဲလမ်းတဲ့သဘောလေးကြွရင်ကြွားတဲ့သဘောလေးမှာတိကျ focus မရအောင် specific focus မရအောင်အဲ့ပေါ်မှာပါပဲဒါကြောင့် skillful ဖြစ်လာတယ်ကြွမ်းကျင်လာတယ်ကိုယ့်ရဲ့ဒီနှလုံးသွင်းမှုတွေအဲ့ဒါကိုယ့်ရဲ့ practice ကပါအောင်မြင်ပါပဲကိုယ့်ရဲ့အဲ့တော့ဒီ အာရီဘောမာတိလသမာရိပညာဆိုရဲကိုယ့်ရဲ့နေစဉ်နေဝန်ထိုင်မုံလေးတွေဘောမာငါဘလို့နေမဲ့ဘလို့ထိုင်မဲ့ကိုယ့်ကိုယ်ဝိသဝဝတ္တရားဝိသဝဒီရာအဖြစ်ဆဝေရေတော်ဝဲလို့ဒီဘက်ကလောက်ရနေပါတကယ်သမာရိလေးရသွားရင် habit ဖြစ်သွားလိမ့်ကိုယ် skill ဖြစ်သွား habit အကျင့်လေးဖြစ်ဒါပေမဲ့ဉာဏ်လိုချင်တဲ့ဆရာတို့ကအဲဒီတော့ပညာ ဝင်ပေါ့နော်ဒီပညာဆိုအမှန်မှန်ကန်ကန်အမြင်တကူရသွားတာ ਨੇ တရားပြည့်ပြည့်စုံသွားမှာဖြစ်ပါတယ်သမာဓိပညာပေါ့နော်နောက်ထပ်မိကွန်းဖတ်ပါမယ်ဆရာနန်းစဉ်နဲ့ပန္နိုင်ကိုနှလုံးသွင်းဖို့ကိလေသာချုပ်ငြိမ်းခြင်းဖြစ်ပါသလားယုံ난တရားများရဲ့ဖြစ်ချုပ်ကိုမြင်ခြင်းဖြစ်ပါသလားဆရာကြီးရှင်အဲ့တော့လောဘဒေါသမောဟငြိမ်းနိုင်ပါမယ်ဒါ ကြက်ပန်းနိုင်ဖြစ်ပြက်ဆိုတော့လမ်းစဉ်နော်ဖြစ်ပြက်ကပါအောင်လမ်းစဉ်အဲ့တော့ဖြစ်ပြက်ကိုဘူးပန်းနိုင်ခါနေလို့နော်ကျွန်တော်တို့ကအဲ့တော့ဖြစ်ပြက်ဆိုတာလွယ်အောင်ကြံသတိပဋ္ဌာန်ဖြစ်ပြက်ပြီသတိပဋ္ဌာန်ပြီးတာနဲ့ဘယ်ကိုဝင်ရလဲဆိုဘောဇင်ကိုဝင်ရတယ်ဘောဇင် body အင်္ဂါ body ဆိုမဲ့ညာဒီပါအတိပယ်ဆိုင်ပေါ်ကအဲ့ဒီကိုညွတ်တိုက်ရမယ် ောစင်ရောက်တဲ့သူယုံနံဖြစ်ပြတယ်မဟုတ်သစ္စာကိုညွတ်တဲ့ဒီောရကိုညွတ်တဲ့စာပေရသစ္စာဝင်တယ်မသစ္စာဝင်ရတာဘောစင်လို့ခေါ်အဲဒီဘောစင်နဲ့ပါလဲဘယ်ကအမြင်ဆုံးနဲ့တော့ဥပ္ပခာတန်ဘောစင်ကအမြင်ဆုံးကြတော့ဒါစာပေမရှိတော့ကစနတိကြသွားမယ်ဆိုရင်တော်တော်မြင့်ဒါပေမဲ့အဲဒီသဘောတဘာဝတွေဆရာကလောကထဲမှာလဲစတင်နားလဲလာတဲ့ဥပ္ပခာသဘောတွေဘွားတော့ယုံတန်နေဥပ္ပခာပြုလို့ ေရတော့သူတို့ရဲ့အနိစ္စဒုက္ခအနတ္တတွေဟာစိတ်ထဲမှာထူးဆန်းတဲ့ဥပ္ပခါတွေပြုတော့ဒါကြောင့်မလို့ဖြစ်ပျက်ကအဓိကဘုံနဲ့ဒီကသစ္စာဝင်တတ်ဖို့သစ္စာဝင်ဖို့သစ္စာဉာဏ်နဲ့မဉ္ဇဉ်ပုဉ္ဇဉ်တွေကိုနိဗ္ဗာန်ကိုပြုဖို့ဟာအဓိကဖြစ်တယ်ဗျာဉာဏ်လေးနောက်ထပ်မိကွန်းတို့မင်္ဂလာပါဆရာကြီးရှင် အာယုန်နဲ့စိတ်မှာ အာယုံကတတ်တတ်စိတ်ဖက်မှာတိတာကတတ်တတ်ဖြစ်နေကိုတိတိနေတဲ့ကိုလိုစက်ရှုမှပါဘေကွန်လေးကောင်းတယ်ဒါကျတော့ပညာကိုပြောရင်ထိုးထိုးရွင်းရင်းသိတယ်ပိုင်းပိုင်းခြားခြားသိတယ်မတွေးမွေသိစနစ်တခုသူဆရာပြောတာတွေကစနစ်တွေပြောနေတယ်ဒီကအဲ့စနစ်တွေကိုမမြင်လို့ system တွေအဓိကတိဆောက်တာပညာဖြစ်ဖို့တော့ထိုးထိုးထွန်းနေတာအခုက အာရိတာရေစိတ်လည်းသိတာအဲခြားကြသည်ရတော့အာယုံကအကြောင်း စိတ်ကအကျိုးအကြောင်းနဲ့အကျိုးပိုင်းခြားသည်အာယုံရှိမှစိတ်ဖြစ်တယ်အကြောင်းရှိမှ ကျိုးဖြစ်တယ်ဒါပိုင်းပိုင်းခြားရသည်မှဘောဝိဒါပဲလက်ခုတ်တီးတဲ့အကြောင်းရှိရင်အတန်ထွက်တဲ့အကျိုးကဘောဝိဒါအလင်းကွယ်တဲ့အကြောင်းရှိရင် အမောင်ဖြစ်တဲ့အကျိုးကဖြစ်ပြီးသားပဲအကျိုးကဘာမှကိုလို့ဆရာ မလို့အဲ့တော့အကြောင်းပြုဆောင်တာ ਨੇ အမှုစိတ်ကကျွန်တော်ပိုင်လို့နေရဘူးအမှန်သိသွားတယ်အဲ့ဒီအတိတ်ကမတွေးမဝေးဆိုတာလေမတွေးမဝေးဆိုတာစဉ်းစားစရာတော့မလိုတော့ no doubt အဲ့တော့ထိုးထိုးတွင်တွင်ပိုင်ပိုင်ချာချာမတွေးမဝေးအဲ့ဒီစိတ်ကငါငါဥစ္စာဘာမှသိမ့်လိုက်လို့မရ ်ဘူးအเจ้าနဲ့အကျိုးမျှပဲဆိုတော့ဒီပေါ်မှာသူကပါတက် no doubt ဘာမှတွေးဝင်မှုမရှိတော့မတွေးမဝေးပြန်စဉ်းစားကြရကိုသူတော့ကိုရောပါဖြစ်မယ်စဉ်းစားကအဲကိုယ့်ကိုနေမိတာပဲအဲ့ဒါနဲ့ကိုပြီးတော့ဘူးညတရားလည်းမရတခြင်းလည်းမရဟုတ်သေးနေရတာဟုတ်ပြီနောက်ဆုံးမေးခွန်းပါဆရာ truth gratitude graceful ဒီဒီသုံးလုံးကို ပြန်လည်ရှင်းပြပေးပါခင်ဒါသူတို့ခိုင်းရင်လောက်ရတာပေါ့နော်ရှင်းပြတယ်ရှင်းပြစစ်တောင်းတယ်အပြန်ကန်နေစစ်တောင်းနေတာဒါပဲဆိုသေဝပင်စစ်ကတောင်းရတယ်လေသွားရနေဒီတော့ဘုံဘုံရဆက်တယ်ဗျဘုံရဆက်ပြီပါလားအင်းကြီးလေးပြီးပါအောင်စစ်ကတောင်းရတယ်ဗျညမကာချာအစ်စ်တောင်းတဲ့ကာချာရှိ အဲ့တော့ group ပေါ့နော်တရားတော့အဲ့တစ်ပင်လေးဇလန်စတာတစ်ပင်လေးရစတယ်တရားဘောလက်ပတ်တာကိုသွားတာအညာကနေလက်ပတ်တာကိုသွားလက်ပတ်တာဆိုတော့ဘေးမှာလက်ခွေးနဲ့တစ်ပင်လေးရှိတာဒီတော့ဒီလိုပါဘူးမှမမကြည့်သွားတာကြည့်သွားရင်တစ်ပင်လေးတွေမျိုးတော့စိတ်ထဲမှာဘာပေါ်သွားနေလဲအော်ဒီတစ်ပင်လေးတွေကြီးတန်းလို့ကြီးကြီးကနေပြီးတော့သူအာဟာရကိုယူရတယ် သိကိုင်းနေသေးရွက်တွေဖြစ်လာပရမအနုတုအရှိတ်သေးသေးလေးစားရိတ်လေးရရိတ်အေးမြတ်ရိတ်လေးရတော့ခက်ရသူ့လောက်ပဲရမှာပေါ့ဒါပေမဲ့ကြီးလာလို့ရှိရင်သူများတွေရိတ်ခိုးလို့ရအဲ့တော့သူတစ်ပင်လေးကကဘာမြေကြီးတည်းကနေပြောငေကြီးတွေသူသုံးဆွဲခဲ့တယ်ရေတွေသုံးဆွဲခဲ့တယ်နေအောင်ကြီးသုံးဆွဲခဲ့တယ်လေတွေသုံးဆွဲခဲ့ပြီးတော့လောကကြီးကိုသူကျန်ခြေသူ ပြမသောအရေးလေးနဲ့ဆက်သိပ္ပံအရေးကြီးရောမှာအမှအဲ့အောက်နေအေးနေရလေကွာ။အော်လောကကြီးကိုအေးမြတဲ့ဟာနဲ့တည်သူဆက်။တတကသူအရွက်တည်ဆိုရင်လည်းလူတွေကိုအညွတ်နေရလူတွေအညွတ်နေယူစားလို့ရလေအတိုးမျိုးပဲဟင်းရည်ပဲတောက်တောက်ချက်ပဲဆိုတော့ကြော်ပဲစားစားပေါ့။ဟောအရွက်တည်နဲ့လည်းကျေးဇူးပြုခဲ့တယ်။အသီးတွေနဲ့လည်းကျေးဇူးပြုခဲ့တယ်။နောက်အပွင့်နေပွင့်ပြောလေကျေးဇူးပြုတယ်လောကမှာ။သူလောကကိုတိပ္ပံလေးအများကြီးကျေးဇူးပြုခဲ့တာ။ ဒါပေမဲ့လောကရှင်ကနေကျေသူတရားတွေသူယူခဲ့တယ်။ဒါပေမဲ့လောကကိုဘာလုပ်ခဲ့တယ်ကျေသူဆက်။နောက်ဆုံးသူဘာနဲ့ကျေသူဆက်သွားတယ်ဆိုတော့သေသွားအောင်လူကိုထင်းဖြစ်ပေးမယ်။သီးရွက်တွေကနေပါမျောတာဖြစ်မယ်။အမြင့်တွေကလည်းဆွေးပြီးမျောတာဖြစ်။ဒီခေတ်ဆိုအမြင့်ဆုံးတွေကအမလီဗဘူးတွေနဲ့ဈေးကိုကြီးနေရတယ်။လောကယူသူအများကြီးကျေသူဆက်။လူသားတွေကြီးလူသားတွေကလောကယူဖြစ်စည်းသွားတာပဲ။ ပြတော်ရီခုတ်တယ်ရွှေရီရှာတယ်မြစ်တွေပြည့်စည်တယ်အကုန်လုံးပေါ့နော်လူသားတော်တော်များများသဘာဝကြီးရောဘာလို့ကဖြစ်စည်းခဲ့ကြနော်လောဘဒေါသမောဟရယ်အမှန်လူသားအသိဉာဏ်အမြင်မအားဆုံးဖြစ်တယ်ဂျေဇူးတရားကသူကပို့သေးတယ်အဲ့တော့ကျွန်တော်တို့ကဂျေဇူးတရားနဲ့လက်ွက်တွေကိုဈေးဘောဘောဝယ်ပြောတာဈေးတင်ခွဲရောက်လာပေါ့နော်ဟာဟာတော်တော်ဂျေဇူးများတာလက်ွက်တွေတိုင်းရှိခိုးတဲ့ đấy mà chúng nó lỗ bát để về tự xả tại đây tự đó để chúng đi cái, nghe sinh ra chị này cái đó chúng nó nói là chỉ tu đi ăn của ta mà tì cái à mà khăn ra cái à nó tiếp mình lì đầu mà đi lôi từ chỉ tu đi ăn của tì đẹp qua mà bảo lưu cho đại đại rồi cứ chúng nó nói cho tiền xì đấy မိုးရေးရှိတယ်ဝမ်းစချီအဲ့အရည်တည်သွားလို့ရှိရင်သိမကြဘူးတီကောင်နေချမ်းမို့သူကမျောစာတွေဖြစ်နေတီကောင်တွင်ဖြစ်သူကမျောစာခန်းကြောက်တယ်အပင်တွေမဖြစ်တော့စားတဲ့အရည်လေးကျွန်တော်တို့ဖြစ်တော့အကုန်လုံးပြည့်စုံအဲ့တော့ကြံတဲ့တတ်တော ပါတယ်အားလုံးကလည်းသူ့အတိုင်းဘောကကြီးကိုကျေးဇူးပြုနေကြအဲ့ဒီတတ်တော်ကိုသွားမှာအဲ့တတ်တော်ရယ်မရှိဘူးဒါပေမဲ့တဲ့လူဆိုတဲ့တတ်တော်သာမရှိနဲ့တဲ့လောကကြီးက grow ဖြစ်သွားမှာပဲတဲ့ဟာဒီလူသားတွေရေလူသားတွေကအိမ်ဆောက်ဖို့သစ်ပင်တွေခုတ်တာပဲတော့အဲ့ဒီသစ်ပင်တွေလည်းမခုတ်တော့ဘူးလေလူသားတွေမရှိရဲ့အာလောကကြီးကအကုန်တာယာနာ ecosystem ကြီးနဲ့တနေ့တလေးစံတွေတော်တော်ပျော်ရမှာလေ တယ်။ဒီတလေးစပြည်နော်။မရှိနေတဲ့တော့တရားတော့လေ။အာဒီပါကိလဘရန်။တနေ့ကကိလတာဆုံးလို့ပြောတာလူသားကိလတာဆုံး။ကိလေသာနေကိလေသာရှိရတာမှာလူသားတွေလောက်မစိုးဘူးကိလေသာနေကကြည့်နေတာသူကလိုအပ်တဲ့လောက်ပဲကျွန်တော်ကလိုအပ်တာရဲ့ပုံကအကုန်လုံးလာအကုန်လောကယုံဖြစ်စီးဟာ ိုင်း philosophy တော်တော်ကောင်းတာလေလူသားသာမရှိနဲ့လောကကြီးရတရားသွားမှာပြန်နဲ့တိရစ္ဆာန်တွေပြည့်စင်ရင်လူသားကြံအဲ့လောကကြီးပြတ်မှာအကုန်ပြတ်ဟာဘယ်တော့ကောင်းအောင်လဲကြီးသားဒီစဉ်းစားပုံကမနသူရတော့ philosophy ပဲကျွန်တော်တို့အမြင်နဲ့ကိလေသာလူသားအဆိုးဆုံးပဲယုံနာအကြောင်းမပြတ်တာမဟုတ်ကိလေသာကြောင့်ပြတ်တယ်အဲ့ဒါတော့ဆိုပြီးကောင်းတယ်တော့တိတ်ပဲရှိတော့ဒီတိရစ္ဆာန်ရဲ့ဘာလဲတဲ့ဒီ ecosystem ကြီးရတာသူသိပ္ပံပညာရောက်လာတယ်ဒါပေမဲ့သူတို့သိပ္ပံပညာဘာမှမသိအောင်ကိလေသာကိုမသိဘူးသိကျွန်တော်ကကိလေသာကိုကောင်းကောင်းသိရကြတယ်အဲ့တော့သူတို့ဟာတွေလာကျွန်တော်တို့ knowledge ရနာနေရှင်နေရတယ်အလေးတွေနော်အဲ့အလေးတော့အဲကြောင့်မလို့ကိုကိုလူလူသားတွေအရမလို့ထင်တာကိုကိုကိုအကြီးမြတ်ဆုံးလောက်ထင်တာကျွန်တော်တို့ကလူသားတွေအရမလို့ထင်ကိုကိုဘာလို့ထင်တာအကြီးမြတ်ဆုံးလောက်ထင်တာ အဲ့ဒါတကယ်တမ်းပဲအကြီးမြတ်ဆုံးပေါ့အဲအယုံညံ့ဆုံးပဲကိလေသာအထူဆုံးပဲအယုံညံ့ဆုံးတော့လုံညုံတယ်ပေါ့ကိလေသာအထူဆုံးပဲဒါပေမဲ့လူသားတွေကပဲဒီကိလေသာတွေထွတ်မြောက်တဲ့ဉာဏ်တစ်ခုဖြစ်ပေါ်လာတာမြင်လားယဟန္တာလည်းဒီထဲမှာဖြစ်တာဗုဒ္ဓကလည်းဒါပဲအဲ့ဒီထဲမှာထူကြဆုံးလက်နဲ့တူကမြတ်စွာဘုရားဒီသတိပဲသတိကလည်းအဓိကပါကျွန်တော်လည်းပြစ်ဆုံးပဲဒီကောင်ကကြည့်တော့ဒါမှမဟုတ်ကျွန်တော်ကပြစ်ဆုံးပံကိုနားလေတာသူများနဲ့မတူတဲ့ dimension တန်မှုတအားကြီးနေတယ် ကျွန်တော်ဒီလိုတွေအကုန် conclusion ဆွဲနေတာနောက်ဆုံးဘယ်သွားတွေ့ရလဲကျွန်တော်နဲ့သက်ဆိုင်တာပြစ်ဆုံးပဲဒီတစ်ခုသာပွဲပြီးဒီပြစ်ဆုံးပံတန်မှုတားရှိတယ်ကျွန်တော်ဒီလိုဗျာပွင့်သွားလဲဒီပြစ်ဆုံးပံကိုစမြင်ပြီးပွင့်တာပဲဒီလိုဒီလိုစခံစားပြောတင်တာအမေတပ်ပိညူတဲ့ဉာဏ်ကြီးနဲ့ဆိုဒီပြစ်ဆုံးပံနဲ့ဟာတွေကိုအကုန်လုံးကိုဖြန့်ကျက်ပြီးတော့ပြောသွားတာကျွန်တော်မမိနိုင်ပြောတင်တာဒီတန်မှုတားရှိတယ်ပြစ်ဆုံးပံတန်မှုတားရှိတယ်ကိုခံစားလို့ရတယ် အဲ့တော့ခုနောက်ပိုင်းကျတော့ဒီပစ္စုပ္ပန်ကိုတော်တော်လေးဟိုဇောင်းပေးလာတာပြောပြတာအားလုံးကျေးဇူးတင်ပါတယ်သာဓုသာဓုသာဓု